2025ခုနှစ်ဝါဆိုးဖို့အတွက်ဝါဆိုးရက်တွေလည်းနီလာပြီဝါဆိုးရက်တွေနီလာပြီဆိုတော့နေရတော်တော်များများမှာဝါဆိုးသင်္ကန်းဆက်ကလူတန်းပွဲတွေပြင်ဖိတ်ကြတယ်ပြုလုပ်ကြတယ်ပေါ့များသောအားဖြင့်ကတော့ကုလို့ ဝါဆိုသင်္ကန်းစကလူထောင်ပွဲတွေကိုပြုလုပ်ကြတာကတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံလည်းပဲထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဆိုပေမဲ့ဝါဆိုသင်္ကန်းလူထောင်ပွဲတွေမရှိပါဘူး။ပဋိသင်္ကန်းလူထောင်ပွဲပဲရှိပါနဲ့။ဝါဆိုရောက်တဲ့အခါမှာယဟန်တံပါတယ်ဝါကတံတော့ပဲရှိပါတယ်။အဲဒါဆိုလို့ရှိရင်တဲ့ ီလင်္ကာနိုင်ငံတို့လောင်နိုင်ငံတို့ကမ္ဘောဒီးယားနိုင်ငံတို့တွေရောဒီဝါဆိုတင်ကားလူတော်ပွဲရှိမလားဆိုရင်သူတို့လည်းပဲမရှိဖို့အများပါတယ်။ညသောအပြင်ကတော့ကထိန်တင်ကားလူတော်ပွဲအခမ်းအနားတွေကြီးကြီးကျယ်ကျယ်ပြုလုပ်ကြတာများပါတယ်။အခုလိုဝါရင်းကာလဝါဆိုကာလဝါဆိုရက်တွေနီလာပြီဆိုတာနဲ့ ဝါဇုံသင်္ကန်းလူတော်ဘွဲတွေကိုကျင့်ပါပြုလုပ်ကြတာကတော့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေပဲဖြစ်ပါတယ်ဒါကတော့မျက်စိနှစ်တိုင်းပဲဝါရင်ကာလမှာဝါဇုံဘာကကျမယဟန်တန်ဃာတော်တွေဝါဇုံဝါကပ်ပြီးတဲ့ယဟန်တန်ဃာတော်တွေကိုတည်းမှန်းပြီးတော့ဝါဇုံသင်္ကန်းလူတော်ကြတာအဒီမှာဝါဇုံသင်္ကန်းဝါဇုံသင်္ကန်းဆိုပြီးတော့ပြောနေကြတယ်ဝါဇုံသင်္ကန်းဆိုတာဘာကိုခေါ်တယ်လဲနော် တော်များများတော့ဝါစုတင်ကလည်းပြောတယ်ဝါစုတင်ကငူတဲ့ဝိတာခအကြောင်းမာကြီးကို အကြောင်းပြုပြီးတော့ဝါစုတင်ကလူတံပွဲပြီးပြုလုပ်ကြတယ်ဝါစုတင်ကဆက်ကကြတယ်လို့ပြောကြတယ်တကယ်တော့ဝိတာခအကြောင်းမာကြီးကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့တင်ကကဝါစုတင်ကတော့မဟုတ်ဘူးပေါ့မိုးရေကန်တင်ကလို့ခေါ်တယ်မိုးရေကန်တင်ကဆိုတာကတော့ဝါတွင်ကလာမိုးရေရွာတဲ့အခါမှာဝိုးရုံသုံးဆောင်ဖို့အတွက် မိုးရေကသင်္ကန်းကိုဝတ္တိကတာတိကအစီဝရလို့ခေါ်တယ်နော်အခုလူဒန်းကြတာကဝတ္တဝါတိကစီဝရဝါဆိုသင်္ကန်းဝါဆိုသင်္ကန်းဆိုတာကတဲ့ဝါဆိုဝါကတ်တဲ့ရဟန်းတော်တွေကိုတဲ့ယဉ်မှန်းပြီးတော့လူဒန်းကြတဲ့သင်္ကန်းကိုဝါဆိုသင်္ကန်းလို့ခေါ်ပါတယ်နော်ဝတ္တဝါတိကအစီဝရဒေမ ဝတ္တဝတိကစေဝရာဒေမီစတဲ့ဖြင့်ဝါဇုသင်္ကန်းကိုလူဒန်းနေဆိုပြီးတော့လူဒန်းကြတာနော်အဲ့ဒါကဝါဇုသင်္ကန်းလို့ခေါ်တယ်ဝတ္တိကတာတိကစေဝရာဆိုတာကတော့မိုးရေကန်သင်္ကန်းလို့ခေါ်တယ်ဒီမိုးရင်ကာလမှာတဲ့နော်အဒီကမိုးရီရွာတဲ့ခါကျတော့မိုးရီဆိုးလို့သင်္ကန်းတွေကလဲစရာမရှိလို့ရှိရင်ဖျားနာကုန်မှာစိုးလို့ပေါ့နော်အဲ့ဒါဖြင့်အဒီကဘောရီကံသင်္ကန်းလို့ခေါ်တယ် နောက်တစ်ခုရှိသေးတာကတော့ဒီဝါထင်းကာလမှာပါပဲအဲဒီလိုနဲ့အစ္စေကအစီဝရဆိုတာရှိသေးတယ်အစ္စေကဆိုတာကတဲ့အစောတလင်ရှောင်းတခင်လူသားနဲ့အတင်ကရိုးရိုးပြောမှဆိုလို့ရှိရင်တော့အရေးပေါ်လူသားနဲ့တင်ကန်းဆိုပြီးတော့ရှိသေးတယ်ပေါ့အကြဝါစုတင်ကန်းရေမိုးရေကန်းတင်ကန်းရေတဲ့နောက်တစ်ခုကအစောတလင်လူရတဲ့ရေပေါ်တင်ကန်းရေဆိုပြီးတော့၃မျိုးရှိတယ်နော် င်ကကိုးတယ်ကတော့ကိုးတယ်တိကျပါဘောနော်အဲ့ဒီမှာအစ်စေကအစီဝရာတဲ့အစောတလင်ရှောင်းတကင်းအရေးပေါ်ဒီရတဲ့တင်ကန်းဆိုတာဘာတွေကိုခေါ်တယ်လဲဆိုရင်ခရီးတော်မြီကပ်ပြီနေနေမဤမကြံတရဆွမ်းကြောင်းယဟန်ထာရင်ယုတ်ချင်းပင်ငါလာတံလာ၍ ဝတ္တဝါတိတတ္တမိဟုဆိုပြီးလူတန်းတို့တင်ကခေါ်မှဣစိကနော်ဆိုလိုတာကတော့အစောတလင်ရှောင်းတခင်အရေးပေါ်ဆိုတာကခီးသွားကန်ဒီပေါ့ခီးသွားတော့မင်းကိုသွားလိုက်တဲ့ခီးကအနေကင်းမလားမကင်းလားဆိုတဲ့ဖြင့်မတိရဘူးနော်ပြီးလို့ရှိရင်အဲ့လိုမှမလို့ရှိရင်လည်းပဲဒီတင်ကလူတဲ့ကုသိုလ်ကောင်းမှုအကျိုးဆက်အနေနဲ့ လမ်းမှာအန္တရာယ်ရှိမှဆိုလို့ရှိရင်အန္တရာယ်ကင်းတော့ပါစေဆိုတဲ့ဟာမှဒီမှာပေါ့နော်ဖျားလက်တဲ့ကတော့ဒီစစ်သူကြီးတယောက်ပေါ့ဒီစစ်တိုက်တော်ကနေမှာစစ်တိုက်တော်ရဲဆိုတာကလည်းပဲအဒီကအသက်အာနဲ့ရှိရလို့ဖြစ်နေတယ်သူ့အနေနဲ့အသက်ရှင်မလားတင်မလားဘာလားညာလားတို့မသိရတော့စစ်တိုက်မသွားခင်နဲ့ကုသိုလ်ကောင်းမှုတွေလုပ်သွားခြင်းနဲ့ယဟန်တန်ဃာတွေကိုသင်္ကန်းလေးလူခြင်းနဲ့ဆိုပြီးတော့ယဟန်တန်ဃာတွေကိုသင်္ကန်းလူကိုကြိုးစားတယ်ဒါပေမဲ့ယဟန်တန်ဃာတွေကလည်းပဲ မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကသင်္ကန်းနေခွင့်မပြုတဲ့အခါကျတော့အလူခံမို့ခွင့်မပြုထားတော့အလူမခံရကြတော့လက်မခံရကြဘူးပေါ့အဲ့ဒါနဲ့စစ်သူကြီးကဘာပြောတယ်လဲဆိုရင်ဩကိုရီကတော့စတိုက်သွားတော့မှပြင်မလားရှင်မလားမသိရတော့ဂန္ဒီလာဂန္ဒီလေးကုတုကောင်းမှုတွေလှုပ်ရှင်လို့မှယဟန်တန်ကလေးပြင်ပိတ်ပြီးတော့ပြင်ပိတ်လိုက်ပါလေတပတ်မှလည်းအလူမခံကြဘူးဆိုပြီးတော့အဲ့လိုကဲ့ရတာပေါ့အဲ့လိုကဲ့တဲ့အတန်ကိုကြားပြီးတော့မှ မြတ်စွာဘုရားလည်းကဲအရာဆိုလို့ရှိရင်အစ်စီကစေဝရဆိုတဲ့အရေးပေါ်နေငန်းကိုအလူခွန်ခွင့်ပြုတယ်ဆိုပြီးတော့ဖြစ်ပေါ်လာတာပေါ့နော်အဲ့ဒါမှာအစောတည်းရှောင်းတခင်ပြောတဲ့တင်ငန်းဆိုတာဘလို့လေးလဲတဲ့ခေတော်ကံဒီပုဂ္ဂိုလ်တွေနောက်အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့လူတွေပေါ့ခေတော်ကံဒီပုဂ္ဂိုလ်တွေနောက်တစ်ခုကဂဗ္ဗိနီတဲ့ကိုဝန်ဆောင်ပုဂ္ဂိုလ်တွေသူတို့လည်းပဲလူတွေပြောပြောနေတာပဲဗါတဲ့အဒီကယောက်ျားဖောင်းစီမိမမိမမိနေတဲ့နော် အလွန်အမတန်အန္တရာယ်များတယ်လို့အသက်အန္တရာယ်ရှိတယ်လို့ပြောတာပေါ့နော် အသက်အန္တရာယ်ရှိမရှိတော့မသိဘူးလောကလောကမှာကတော့တချို့ချို့တခုခုနဲ့တော့မွေးနေကြတာပဲအများကြီးပဲပေါ့နော်ထားလိုက်ပါတော့နော်အမှဂဗိနီတဲ့အဲ့ဒီကွန်ဆောင်ပုဂ္ဂိုလ်တွေမွေးကနေပကနေတွေပေါ့တို့တို့မှာအဓိက အသက်အန္တရာယ်ရှိနိုင်တယ်အားကြောင့်ကုသကောင်းမှုတွေလှုပ်ရှင်နေဆိုတဲ့သဘောပါပဲနော်နောက်တစ်ခုကမအီမကြမ်းနဲ့မအီမကြမ်းဆိုတာကတော့ကျမ်းမာရေမကုန်တဲ့သူတွေเนาะ ကျမ်းမာရေးမကောင်းတော့သူတွေပေါ့သူတို့လည်းကျမ်းမာရေးမကောင်းမှတော့အချိန်မီးတည်သွားနိုင်တယ်တဲ့နော်အားကြောင့်သူတို့နည်းနည်းမတည်ခင်လေးမှာကုသကောင်းမှုတွေလှုပ်ချင်ကြတယ်လို့ဆိုလိုတာပါနော်နောက်တစ်ခုကြတော့တဲ့တတ္တာစွာရုတ်တရက်တဲ့တတ္တာတရားပေါ်လာတယ်နော်အဲ့ဒီသင်္ခါနီလူချင်းစိတ်ပေါ်လာတယ်ပေါ့အဲ့လိုပေါ်လာပြီးတော့ဖြစ်ပေါ်လာတဲ့တရားတရားကိုအခြေခံပြီးတော့ရုတ်တဲ့ဖြစ်ပေါ်လာတဲ့တတ္တာတရားကိုအခြေခံပြီးတော့လူကနဲ့သင်္ခါန်ပေါ့နော်အမှန် ရဟန်းထာရင်ရဟန်းတော်ကိုတရုတ်ချီးပင်းတာရဟန်းတွေကိုတဲ့ချက်ချင်းကြီးပြင်ပြီးတော့လာတန်ငါ၍သူတို့ကလည်းလာကျင်တာလာလိမ့်မယ်တဲ့မလာကျင်လို့ရှိရင်လည်းရဟန်းတန်ငါတို့ပြင်းနေပြဖိလိမ့်မယ်တဲ့အကြောင်းလာတန်ငါ၍ဘုဒ္ဓဝါတိတတမိဟုဆိုပြီးလူတန်ထူတင်တာနဲ့နော်ခေါ်မှပစ္စည်းကားတဲ့နော်ဟောပြီလားခေတော်မိကပိနိနေမယိမကြံတရဆောင်ကြောင်း ခန္ဓာကြီးရုပ်ချင်းပင်ငါလာရန်လာ၍ဝိသဝါသည်တတမိဟုသို့ပြီလူတန်းထူတင်းနာခေါ်မဣစေကာနော်မြတ်စွာဘုရားရှင်တတော်တင်ရှားရှိစဉ်ခါကဝါကြခဏီမှာစစ်ထဲသွားလို့တော့စစ်သူကြီးဒီတဲ့မိမိရဲ့အသက်အနေဆိုရင်းရတဲ့အသက်စမတဲ့စစ်ထဲမသွားခင်ယဟန်တန်ခါမြတ်ကိုပြိမ့်၍ သင်္ကန်းလူဒီရှိတော်ရဏငါတို့သည်အလူခန်းနေမကနေဝိနည်းကုကောစာဖြစ်နေဘလူမကန်တဲ့အခါမှာအမတ်ကြီးကခဲရလေတဲ့အဲ့ဒီစစ်သူကြီးကခဲရလေတဲ့နော်အရာကြောင့်မို့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒင်ဂျိုလာဇာ9ရက်မှာဆွေလျက်တိလာမပြည့်မီ10ရက်အတွင်းမှာနော်ဒါတော့အကန့်တော့ဘောနော်တကယ်တော့ရက်အကန့်တိုင်းတော့မဟုတ်ပါဘူးစစ်တဲ့သမီးသူတွေခေးသွားမဲ့သူတွေ ကိုဝန်ဆောင်မျိုးသမီးတွေမကြမ်းမာတဲ့လူတွေရုပ်တဲ့တရားတရားပေါ်ပေါက်လာတဲ့လူတွေက ကိုယ်တိုင်လာရွေးဖြစ်စေရဟန္တာတော်တွေကိုပြင်ပရွေးဖြစ်စေဝတ္တဝတိကံတတမိဝါဇုတင်ကံလူရမကြီးဖျားလို့ပြောဆိုပြီးတော့လူရနဲ့တင်ကံတွေကိုဣစေကာစီဝရသောတလင်ချောင်းတကင်းအရေးပေါ်လူနာနဲ့ဣစေကတင်ကံ ဝါစုသင်္ကန်းရဲ့လူလဲခေါ်ကြပါလေနော်ဝါစုဝါကတဲ့ရဟန်းတော်တွေကိုလူရနဲ့သင်္ကန်းကိုဝတဝါတိကာစီဝရဒါနန္ဒီတိဝတဝါတိကာစီဝရလို့ခေါ်တယ်မုရင်းကာလမှာဝေယုံတော်ဆောင်မှုတဲ့လူရနဲ့သင်္ကန်းတွေကိုတော့ဝတိကာတန်ဒီကာစီဝရမုရင်းကသင်္ကန်းလို့ခေါ်တယ်အခုလိုခီးသောမြေကပိနိနိမယိမကျန္တရာစွာကြောင့် ယဟတာယိယုတ်ခြင်းဘင်္ဂလာရံလာ၍ဝတ္တဝါတိတတ္တမြုဆိုပြီးလူတန်းတို့တင်ကကောမအစ္စေကဆိုသလိုအရေးပေါ်သောတလင်းရှောင်းတခင်လူရနဲ့တင်ကနေကိုလည်းပဲအစ္စေကဆိုရာတင်ကဝါဆိုတင်ကလို့လည်းပဲပေါ်ပါလေနော်ဟုတ်ပြီလားအားကြောင့်ဒီမှာဆိုလိုချင်တာကတော့ဝတ္တဝါတိကဆိုရာဆိုတဲ့ဝါဆိုတင်ကဝတ္တိကတ္တိကဆိုရာဆိုတဲ့မုရိကတင်က အစောတည်းရှောင်းတကင်းလူရတဲ့အစ်စေကစေဝါဆိုတဲ့အစ်စေကအသင်္ကန်းတော့အဲ့လောက်တည်ထိုင်အောင်ရပါပြီနော်ဟုတ်ပြီလားအဲ့ဒီမှာသင်္ကန်းနေရလဲပဲတို့များများတည်တာကသင်္ကန်း၃တယ်လောက်ပဲတည်ကြတယ်တကယ်တော့သင်္ကန်းက၉တယ်ရှိတယ်၉မျိုးရှိတယ်အန္တရာဝတကခါဝုတင်ပိုင်းနော်စာထဲမှာတော့ဘယ်လိုရှိလဲဆိုရင်ဆောင်းပုတ်လေးတော့ရှိတာပေါ့ ။တင်းကိုတူအိမ်မြပရိဏီသိမ့်မူအမာနော်။အန္တရဝါဒကခါဝေါ်တင်မိုင်းဟုတ်ပိုင်မောက်ခါရအပိုင်မောက်ဝတ်တဲ့တင်ငန်းကိုတင်မိုင်းတင်ငန်းလို့ခေါ်တယ်။ဩဒရာတင်ငန်းကိုယုံတင်ငန်းဣကတိတင်ငန်းလို့ခေါ်တယ်။ခါရတစ်ပိုင်မှာဝိယုံနာတဲ့တင်ငန်းကြီးကိုကိုယုံတင်ငန်းဣကတိတင်ငန်းအပေါ်ယုံတင်ငန်းလို့ခေါ်တယ်နော်။ အောက်ပိုင်းမှာဝတ်တဲ့သင်္ကန်းကိုတင်းပိုင်းလို့ခေါ်တယ်။အပေါ်မှာယုံနာတဲ့သင်္ကန်းကိုဧကတိလို့ခေါ်တယ်။ကိုယုံလို့လည်းခေါ်တယ်။တန်ဃာတိတန်ဃာတိဆိုတာကတော့ဒုက္ခုံနှစ်ထပ်သင်္ကန်းနဲ့အခုနှစ်ထပ်သင်္ကန်းဆိုရင်တော်တော်များများကမြင်မှုကြတော့ဘူးနော်။ယဟန်တန်ဃာတွေဒိဝင်းနဲ့ခါမှာယဟန်ခါနဲ့ခါမှာယထာတက်တဲ့ခါမှာပဇင်ခါနဲ့ခါမှာပဇင်တက်တဲ့ခါမှာနော်။အဲ့ဒီခါမှာတုံးကြတာများပါလေနော်။တော်တော်များများကတော့အားကြောင့် ရထတင်ကောင်းဆိုတာကိုမသိကြတော့ဘူးနော်သိတယ်ပဲဆုံးတော့နော်တင်ပန်းရဲ့ဧကတိရဲ့အထတင်ကံ၃မျိုးပဲတည်ကြတယ်နောက်တစ်ခုကဘေဇာတရဏအိယာကင်အပေါ်လွမ်းတဲ့အိယာကင်ကိုလည်းခေါ်တယ်ဘုခာဘုံသနာဇောလာမျက်နာတုတ်ပွားဒီကိုလည်းပဲတင်ကန်းထဲမှာထားလို့ရတယ်နော်တင်ကန်းအရာဝင်နေပေါ့ပရိက္ခာဇောနာလောတုတ်ဘဝရေရေစစ်ရေစစ်ဘဝရေတပည့်အိစားတဲ့အတူထွားမျိုးမျိုးတွေလည်းပဲပါတယ် နိတိရဏနိတိတိုင်းနေကတိုင်းဆိုတဲ့ထိုင်ခင်းနေလည်းပဲပါတယ်ဝတိကသာတိကဆိုတဲ့မိုးရီကံတင်ကံအဲ့ဒါကိုရေချိုတဲ့ခါမှာဝတ်တဲ့တင်ကံဧတနုတ်တင်ကံမိုးရီကံတင်ကံလို့လည်းခေါ်တယ်နော်ဒါကတော့မိုးရီကံတင်ကံလို့ပြောရင်လည်းရေဝတ်လဲတဲ့ခါမှာဝတ်တဲ့တင်ကံကိုရေလေတင်ပိုင်းဧတနုတ်တင်ကံလို့လည်းခေါ်ကြတယ်နော်ကံတို့ပရိစ္ဆာတိအမန်လန်တင်ကံအနော်လန်တင်ကံရဲ့လူတင်ကံကိုမျိုးရှိတယ်နော် အဲ့ဒီကူမျိုးတွေကအခုခုအဲကူကူပေါ့တထဲထဲကိုပေါ့နော်အဲ့ဓာ ड़ी ကိုတဲ့လူတန်းလို့ရပါတယ်နော်လူတဲ့ခါတဲ့ခမဝတ္တဝါတိက အစီဝရံတတမိဝတ္တဝါတိကအစီဝရံဒီမိနော်ဝတ္တဝါတိကအစီဝရံဒီမိစတဲ့ပြင်ပေါ့နော်ဆိုပြီးတော့ဒီလိုရတယ်ဓမ္မ အဲ့ဒီသင်္ကန်းနေလူရမ်းလိုက်တဲ့အတွက်ကြောင့်နဲ့ဘလို့အကျိုးတရားတွေရမလဲအကျိုးတရားကတော့ဗျာလူတွေတော့မှပဲအဟုတ်ဘူးလို့ရှိရင်ပြရားအဆက်ကြောက်တွေပေါ်လာနာတွေမရှင်မကြိုက်တာတွေစတဲ့ပြင်အဲ့လိုရှိတယ်လို့ရဟန္တာကတည်းကလည်းအဲ့လိုအကျိုးတွေရတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နဲ့အဲ့ဒီလိုလူရမ်းလိုက်တဲ့အလူရှင်တွေအတွက်ဘလို့အကျိုးတရားတွေရမလဲဆိုလို့ရှိရင်ဒုဏဝနောဝိနသောတဗ္ဗဘာသောပဏ္ဍတဝါ ဒီနေတဟောတိမေကတံဘဝေတန္တရာတော်မမဒုံသာတတာတောနိတေနာပိနာသလောဟိတာဓာရင်တိမတကေမရှံဒုတာဒါနာတိတံဖလံသင်္ကန်းလွယ်တော်ကြောင့်မို့လို့အကျိုးတရားရှင်းမျိုးရတယ်တဲ့နော်ဟုတ်ပြီလားတကယ်တော့ဆင်မျိုးရတယ်လည်းပဲပြောလို့ရတယ်နော်အဲ့ဒါမှရှင်းမျိုးဆိုတာကတော့ ဝနဝနဝိရဇောသဘာပါတောပဒတဝါဒီနေတံဟောဒီမိဂတံဘဝေတန္တရာတောမမသင်္ဃလူရာချင်းကြောင့်သားရီရိရှိစဉ်ကဲ့သို့ဝါဝင်လပ်ပါမည်ညေကြီးရိကင်စေမဲပြုပြုပြပြအယောင်ထမဲအတားရီကနူညာပြီးတော့လပ်ပါမည်အနီယံဝတ်ထွေတွေအညံဝတ်ထွေတွေပြူယံဝတ်ထွေတွေ ဝါးဝါးဝင်းဝင်းတောက်ပါတဲ့အရှင်ရှိတဲ့ဝတ္တရီရရှိမေနော်ပထမအတူတရားကအရှင်လို့ရတယ်ဘာကြောင့်ချွေအောင်စင်းမြူကင်းစင်ကြဲတားရီဝင်းပန်လူညာလာတဲ့နေညိုဖြူဝင်းဝခင်ပေါ်ကျွဲ့လူတင်ငန်းရှ िख ံအကျိုးတွေဆိုပြီးတော့တင်ငန်းလွှမ်းလိုက်တဲ့အလူရှင်တွေမှာအဲ့ဒီအကျိုးတရားရှင်းပါရပါတယ် နောက်တနည်းပြောရမယ်ဆိုလို့ရှိရင်တဲ့အကျိုးတရား7ပါးရတယ်လို့လည်းပြောလို့ရတယ်အဲ့ဒီ7ပါးမှာတဲ့နောက်ထပ်နှစ်ပါးကိုထပ်တက်လိုက်မယ်ဘာလဲမယ်ဆိုလို့ရှိရင်တော့မဟာလတာမြတ်တာသာကုယံတေတိုက်တာသင်္ကန်းလူလမိမများဆုံးသအကျိုးတရားအေဘိကုယံပြုဆောင်စုမြန်ရောက်ကြနော်စောစောကပြောခဲ့တဲ့အကျိုးတရား7ပါးမှာမဟာလတာမြတ်တာသာကိုအမျိုးသမီးတွေသင်္ကန်းလူသားမယ်ဆိုလို့ရှိရင်တော့ မဟာလတာဘုဒ္ဓရင်ထိုက်တဲ့မဟာလတာတန်စာဆိုတဲ့အဝတ်ထည်ရမင်းနော်မြို့တွင်များတင်္ဂလူအချင်းကြောင့်တည်တယ်ညာရှိတဲ့အကျိုးတရားတွေကတော့ဝိသံကကြောင့်မာကြီးတို့ပန္နူလာစိတ်သူကြီးရဲ့ဇနီးမန္လိကာတို့ဝဆင်မြင်ရတဲ့စေရွှေရဏပေါင်းစုံသိရှဲထားတဲ့ကုဂရေတန်နဲ့မဟာလတာနတ်တန်စာကြီးကိုရမင်းနော်အာကျဆော့ဆော့ကချက်ပါတယ်မှာဒီတစ်ပါးပေါက်ထွက်လိုက်မင်းနော် အမျိုးသားတွေအနေနဲ့ကတော့သင်္ကန်းလူတော်ချင်းကြောင့်ကံကောင်းထောင်မစွာကံကောင်းထောင်မစွာမြတ်စွာဘုရားရှင်နဲ့တွေ့လို့မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတော်တွေကိုနာကြရတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရောင်းမြတ်ကြီးကအိဟိဘေခုရှစ်သာယံလာလို့လို့ခေါ်လိုက်ုံနဲ့အလိုလျောဝါတော်60ရမထေကြီးကဲ့သို့သဘေတင်တဲ့စွာဒိန်းကမွာရိယုဘပြည့်စရာမလိုပဲအခုလို့ ရန်ကန်ဇာတိတိမ်ဝင်ဇာတိကမွားဖာဇာတိမလို့တော့ပဲနဲ့တင်းငါတပိတ်တွေရှာဇာမလို့ပဲအေဟီဘိက္ခုယံဖြစ်ခွင့်ရကြတယ်နော်ဒါကတော့အမျိုးသားတွေရတဲ့အကျိုးတရားပါစောစောကပြောခဲ့တဲ့အကျိုးတရားရှင်းပါမှာအဲ့ဒီအမျိုးသမီးတွေရတဲ့အကျိုးတရား တိရရတဲ့အကျိုးတရားနဲ့ အမျိုးနာရီတည်ရန်ရာတဲ့အကျိုးတရားငကူအပေါင်းထလိုက်မယ်ဆိုလို့ရှိရင်ပင်ငန်းလူတဲ့သူတွေမှာအကျိုးတရား၁၀ပါးရပါတယ်ဘုဒ္ဓသာအနေနဲ့မှတ်ထားခြင်းနဲ့ဆောင်းနာခြင်းနဲ့ဆိုရင်တော့ရှေးရောင်စဉ်မြူကင်းစဉ်ကြာတာရေဝင်ဖနုညာလာရင်ညီညွတ်ပြူဝင်ဝကင်ပေါ်ကျွဲ့လူတင်ကံချစ်ကံအကျိုးတွေเนาะအဲ့ဒါမှ ခြေစင်းလုံးဝဝင်တဲ့အကျိုးတွေအညီကြီးခြေစင်းသားတွေပြို့ပြို့ပြင်းပြင်းအယောင်ထက်သားတွေအသားရည်နှူးညာလာပါရာတွေအနီရောင်ညိုရောင်ဖြူရောင်ဝဝဝင် တောက်ပါတဲ့အစဉ်ကြီးတဲ့ဝတ်တရရတာတွေအဲ့ဒီအကျိုးတရားရှိပါနဲ့အမျိုးသမီးတွေမှာတည်ထောင်ရတဲ့မဟာလတာတန်ဆာဆိုတဲ့အကျိုးတရားမဟာလတာတန်ဆာကိုရာခြင်းဆိုတဲ့အကျိုးတရားအမျိုးသားတွေမှာဒါလင်းတည်ထောင်ရနိုင်တဲ့အေးဘေကုအခေါ်ခံရခြင်းဆိုတဲ့အကျိုးတရားအဲ့ဒီအကျိုးတရားဟာ ်ဆယ်ဘာကိုရရှိပါရဲ့နော်ဒါကတော့ဝါဆိုသင်္ကန်းလေးလူမမဟုတ်ပါဘူးငွေရင်ကသင်္ကန်းလေးလူမမဟုတ်ပါဘူးသောသငါပြောခဲ့တဲ့အစ္စကတိဝရဆိုတဲ့အစောတည်းအရေးပေါ်ရှာနေနေလူရတဲ့သင်္ကန်းလေးကိုလူမရတဲ့ကြိုးတရားတွေမဟုတ်ပါဘူးကတဲ့သင်္ကန်းလေးကိုလူမရတဲ့ကြိုးတရားတွေမဟုတ်ပါဘူးဘယ်သင်္ကန်းမဲ့လူလူတဲ့နော်သောသငါပြောခဲ့တဲ့သင်္ကန်းကူးမျိုးတွေမှာပါတဲ့ ဘယ်တမျိုးမျိုးကပဲလူလူတဲ့နော်ဝါဇောရဲ့ကထင်းရဲ့စတဲ့ပြင်အဲ့လိုမခွဲကြတာပါဘူးဘယ်တင်ငန်းကပဲလူလူရရှိတဲ့အကျိုးတရားစေပါဖြစ်ပါတယ်